နောက်တစ်ချိန်မှာဂျိုရှော်ဘန်နဲ့ထိထက်ရင်ဆိုင်ရနိုင်ခြေရှိနေတဲ့ Flyweight တန် Ranking 5ကဂျပန် Fighter Tetsu Rotaro ပရိသတ်များလုံးမင်္ဂလာများ Manchester Force ကနေပြန်လည်ကြိုလိုက်ပါရင်ကျွန်တော်တို့ရဲ့ချင်းထိုင်းသားလေးဂျိုရှော်ဘန်ကပြီးခဲ့တဲ့ UFC ပွဲအဆင့်မှာတော့ဂျပန် Fighter Suruya ကိုထိုက်ထိုက်တန်တန်နဲ့အနိုင်ရရှိခဲ့ပါရင် Suruya က Ground Game အပြုတ်ကစားလို့နဲ့ Fighter တယောက်ဖြစ်ပြီး Van တို့အခက်ခဲမယ်လို့အားလုံးကထင်ထားခဲ့ကြပါမယ်ပွဲချိန်အတွင်းမှာတော့ဖန်ကဆူရရဲ့ချုပ်ကွက်တွေကိုကောင်းစွာခိုင်တွယ်ဖြေရှင်းပြခဲ့တာတွေ့ရပါတယ်ဆူရရကိုအခုလိုမျိုးပုံစံကောင်းနေပြသပြီးအနိုင်ယူခဲ့ပြီးတဲ့နောက် ဖန်က flyweight တန်းရဲ့ ranking တွဲမှာရပ်တည်နေတဲ့ Bruno Silva နဲ့ဆက်လက်ရှင်ပြိုင်သွားရမှာလည်းဖြစ်ပါတယ်။တကယ်လို့ဒီပွဲမှာသာဘန်နေတဲ့ Bruno Silva ကိုအနိုင်ရရှိခဲ့မယ်ဆိုရင်လက်ရှိရပ်တည်နေတဲ့ ranking 40ကနေ ranking 12အထိတက်ရောက်သွားနိုင်ပါတယ်။ဒီလိုနဲ့ကိုယ့်ထက် ranking မင်းနဲ့ fighter တွေနဲ့တဆင်ချင်းရင်ဆိုင်ပြီးဖန်နေတဲ့ထိပ်ပိုင်းအဆင့်ရပ်တည်မှုတွေစီကိုခီးဆက်ရမှာဖြစ်ပါတယ်။ဒီဝက်လာနိုင်ငံရင်ဗန်နေနဲ့ ranking 10တော့က fighter နဲ့ရှင်ပိုင်ကစားရဖို့များပြီးအဲ့နောက် ranking 6 to 10ကြားက fighter တွေကိုရင်ဆိုင်ကျော်ဖြတ်ရပါဦးမယ်။ တကယ်လို့ဒီအဆင့်တွေကိုကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် Van အနေနဲ့ ranking 1 2 5တဲကိုဝင်ရောက်နိုင်ခွင့်အိမ်မက်မက်နိုင်မှာပဲဖြစ်ပါတယ်။တကယ်လို့ Van အနေနဲ့ထိပ်ပိုင်းအဆင့်က fighter တွေနဲ့ရှင်ပြိုင်ထိုးတက်ရမယ်ဆိုရင်နောက်ထပ် Japan fighter တယောက်နဲ့ထပ်မံရင်ဆိုင်ရဖို့လည်းရှိနေပါသေးတယ်။ဒီ fighter ကတော့လက်ရှိ flyweight တန်းရဲ့ ranking 5မှာရပ်တည်နေတဲ့ Japan fighter Tetsuro Taira ပဲဖြစ်ပါတယ်။ Tetsuro Taira ကလက်ရှိအချိန်ထိသူရှင်ပြိုင်ထားခဲ့တဲ့ပွဲတွေအားလုံးထဲမှာတပွဲပဲရှုံးနေထားခဲ့ပါသေးတယ်။2000ပြည့်နှစ်မှာမွေးဖွားလာခဲ့သူဖြစ်တာကြောင့်လက်ရှိအချိန်မှာ Tetsuro Taira ကအသက်25နှစ်အရွယ်သာရှိသေးပြီး ပေါကွဲအားကောင်းကောင်းနဲ့ရှင်းပြန်ကစားနိုင်နေတာတွေ့ရပါတယ်။တန်ဆူရိုတိုင်ဟာငယ်စဉ်ဘဝကလေးကတိုက်ခိုက်ရေးလောကကိုဝါသနာထုံသူလို့ပြောလို့ရပါတယ်။အတန်းကျောင်းသားဘဝတုန်းကလေးက MMA ကိုစတင်သင်ယူခဲ့သူဖြစ်ပါတယ်။ဘူလာတန်းကျောင်းသားဘဝတုန်းကတော့တန်ဆူရိုတိုင်ဟာကဘေ့စ်ဘောကစားခဲ့ပါတယ်။ဘေ့စ်ဘောကိုကာလာချင်းကြာကစားခဲ့ပေမဲ့တန်ဆူရိုတိုင်ဟာကဘေ့စ်ဘောကစားခြင်းပေါ်တည်ပြီးမပြောပိုက်ပါဘူး။ဒါကြောင့်လည်းအလဲတန်းကျောင်းသားဘဝမှာတန်ဆူရိုတိုင်ဟာကအသင်းကနေနှုတ်ထွက်ခဲ့ပါတယ်။အဲနောက်သူတကယ်ဝါသနာပါတဲ့အားကစားကပါလဲဆိုတာကိုတန်ဆူရိုတိုင်ဟာကအပြန်အလှန်စဉ်းစားခဲ့ပါတယ်။ လူငယ်ဘဝဖြစ်တာကြောင့်သူ့ကိုယ်သူဘာဖြစ်လို့ဖြစ်ချင်နေမှန်းကိုမသိပါဘူးဒါပေမဲ့ okay now မှာကိဘောင်စင်တင်ယူနေတဲ့သူ့ရဲ့အကိုတယောက်တော့ရှိပါတယ်အကိုဖြစ်သူစီကိုတွားရောက်ရင်းနဲ့ပဲတက်ဆူရိုတိုင်ယာကတိုက်ခိုက်အားကစားကိုဝန္ဒနာပါတယ်လို့သူ့ကိုယ်သူထင်မြင်ယူဆခဲ့ပါတယ်ဒါကြောင့်လည်းအထက်တန်းကျောင်းသားဘဝပထမနှစ်မှာပဲတက်ဆူရိုတိုင်ယာကအားကစားခန်းမတွေကိုပြန်လည်ဝင်ရောက်လာခဲ့ပါတယ်အဲနောက်မက်ဆူနဲရဲ့လမ်းညွှန်မှုအောက်မှာတက်ဆူရိုတိုင်ယာက MMA ကိုစတင်တင်ကြားခဲ့ပါတယ်ဒီတကားသူကစားနေတဲ့အားကစားကတော့ဘေးသွားကစားတော့ကလိုမျိုးစိတ်ခံစားချက်တွေမတူတော့တာကိုတက်ဆူရိုတိုင်ယာကခံစားလာမိပါတယ် တိုက်ခိုက်တဲ့အားကစားလေးပါလေချင်းနေရတဲ့အချိန်မှာဆိုရင်တက်ဆူရိုတိုင်ယာကအချိန်နဲ့ကုန်လို့ကုန်သွားမယ်မသိအောင်အထိဖြစ်ခဲ့ရပါတယ်။ဒါကြောင့်လည်းဒီကစားနီးကားမှာသူ့ရဲ့အစစ်မှန်ဝါဒနာလို့တက်ဆူရိုတိုင်ယာကယုံကြည်ခဲ့ပြီးစ조사အားထုတ်မှုတွေကိုပုံမလုံးဆောင်လာခဲ့ပါတယ်။အဲဒီနောက်ဂျပန်အပြိုရန်ချန်ပီယံရှစ်ပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးပွဲပေါင်း30ကြော်အထိအနိုင်ရရှိခဲ့ပြီးတဲ့နောက်တက်ဆူရိုတိုင်ယာက professional လောကရီကိုခြေချလာခဲ့ပါတယ်။2022ခုနှစ်မှာတော့တက်ဆူရိုတိုင်ယာက USA ပြိုင်ပွဲမှာစတင်ရှင်ပြိုင်ခွင့်ရရှိပြီးနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ အဲဒီပွဲကနေစတော့အခုချိန်ထိ6ပွဲဆက်တိုက်နိုင်ယူကနောက်ဆုံးတစ်ပွဲပဲရှုံးထားခဲ့တဲ့အထိတက်ဆူရိုတိုင်ယာက USC မှာလက်စွမ်းကောင်းတွေကိုပြသထားနိုင်တဲ့ဖိုင်တာတစ်ယောက်ဖြစ်လာပါပြီ။လက်ရှိချိန်မှာလည်း Flyweight တန်းရဲ့ ranking 5မှာရပ်တည်နေတာကြောင့်ဘန်နာထိပ်ပိုင်းကိုတက်လန်းလာနိုင်ရင်တစ်ချိန်ချိန်မှာထိတိုင်းတွေးရနိုင်တဲ့ Japan Fighter ဖြစ်ကြောင်းတင်ပြလိုက်ရပါပြီ။ဟုတ်ကဲ့ပါများ video လေးကတော့လောက်ပါပဲ။နောက်နေ့မှာလည်းအာကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Football Song Channel လေးကို Like and Follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။